န်ကောင်းလိုက်တာဒီတစ်ပတ်စနေတနင်္ဂနွေနေ့ရက်လုံးမောင်လုံမွေးဟာဆစ်ဆောင်လေးစီကိုသွားခဲ့တယ်ဆစ်ဆောင်စကန်ကမောင်လုံမွေးရဲ့ဇာတိဇနပုတ်လေးနဲ့သုံးလေးမိုင်မဲ့ဝေးတာမို့ပညာရေးဆွေးနွေးပွဲကိစ္စတွေပြီးတာနဲ့ဇာတိရွာလေးကိုပြန်အိပ်ပြပါလေဆစ်ဆောင်စကန်တွေကိုပုံမှန်ရောက်တတ်တဲ့မောင်လုံမွေးတယောက်ကိုဇာတိရွာကလေးကိုညအိညာနေရောက်ခဲ့ပါလေဒီတစ်ပတ်မှာတော့ပညာရေးခီးစဉ်နဲ့အကြောင်းသိနေတာမို့နှစ်ညတော့အိပ်ဖြစ်ခဲ့တယ်မောင်လုံမွေးရောက်နေတော့ ဇာတိရွာရဲ့တပတ်ကရွာက နာရီတစ်ခုကိုရောက်ခဲ့တယ်။တောထဲမှာဆစ်ရှောင်းနေတဲ့အသက်80ကျော်အဖိုးတယောက်ဆစ်ရှောင်းရင်းတောထဲမှာရုတ်တရက်ဆုံးပါခဲ့ရတဲ့နာရီဖြစ်တယ်။တည်ဆုံးသူဟာတောထဲကတဲမှာဆစ်ရှောင်းနေတော့သူ့တဲကိုသူ့အမလာတယ်။သူ့အမက တောထဲမှာချော်လဲရာကလက်နာနေလို့သူ့မောင်ဖြစ်သူကိုလာနှိတ်ခိုင်းတာပါ။သူ့အမကိုနှိတ်ပေးဖို့သူ့လက်ကိုအမြောက်မှာခေါင်းဆိုင်လဲကြပြီးအသက်ထွက်သွားတာလို့သိရတယ်။ မိုးတွေကတဲတဲမဲမဲရွာပြီးလေလေလဲထန်းနေတယ်။နာရီကူပြီးနောက်စကားစမိဆိုရင် မိုးတိတ်အောင် အချိန်တော်ကြာဆုံးခဲ့ရတယ်။မောင်လူမွေးဇာတိရွာလေးကိုရောက်လို့နာရီအကြောင်းပြောပြတော့ကံကောင်းလိုက်တာလို့မှတ်ချက်ပေးကြတာကိုသတိထားမိတယ်။အများစုကအခုလိုမနာမကျင်ရပဲအသက်မြင်မြန်ထွက်သေဆုံးရတဲ့အတွက်ကံကောင်းလိုက်တာလို့ပြောဆိုကြတာဖြစ်တယ်။သွေးတိုးသွားတာဖြစ်မယ်လို့လည်းယောဂါမှတ်ချက်ပေးကြတယ်။ဆရာနာသိမိကလေးက လူတယောက်သေဆုံးခဲ့ရင်ဝွကျွသွားပြီလွမြောက်သွားပြီဒီနိုင်ငံမှာလူလာပြန်မဖြစ်ပါနဲ့တော့စသဖြင့်မှတ်ချက်ပြုကြတယ်စစ်အာဏာသိမ်းကန်နီးနဲ့စစ်အာဏာသိမ်းပြီးကစားဆုံးမခဲ့သူတွေအတွက်လဲတော်သေးတယ်ခုလိုအခြေအနေတွေမှာကြုံလဲရတာဆိုပြီးစိတ်ဖြေကြတာတွေ့ရတယ်အခုလိုရုတ်တရက်အမှတ်မထင်သေဆုံးကြတာတွေကြုံရတော့သေဆုံးသူကိုကံကောင်းလိုက်တာလို့ဆိုကြတယ်အထူးသဖြင့်တက်ကြီးရွယ်တွေအခုလိုပုံစံနဲ့ဆုံးမသွားတဲ့အခါ ကံကောင်းလိုက်တာလို့ပဲဆိုကြတယ်။တက်ကြီးရွယ်ကိုအချင်းချင်းငါလဲသူ့လိုပဲတည်သွားကျင်တယ်လို့ပါဇက်ကထုတ်ဖော်ပြောဆိုကြတယ်။လူအများရဲ့မြင်မှာရုတ်တရက်သေဆုံးသွားတဲ့တက်ကြီးရွယ်တွေဟာကံကောင်းသူတွေဖြစ်တယ်။ဒီလိုဆိုရင်အသက်ရှင်ရက်ဆရာနာရှင်ရဲ့ဒဏ်ရာသီဥတုဒဏ်ယောဂါရဲ့ဒဏ်တွေကိုခံနေကြရရှာတဲ့တက်ကြီးရွယ်တွေကတော့ကံမကောင်းသူတွေလို့ဆိုရမှာဖြစ်တယ်။မောင်လုံးမွေးဟာကျေးရွာတွေမှာကံမကောင်းတဲ့တက်ကြီးရွယ်တွေကိုတွေ့ရတယ် ဇာတိရွာကလေးကအသက်89နှစ်ရွယ်မောင်လုံးမွေးအုံးကြီးဟာအဲ့ရဲထဲမှာအနာတွေပေါက်ပြီးလဲလျောင်းနေရှာတယ်။အသက်80ဝန်းကျင်ဖာကြီးဟာအဲ့ရဲထဲမှာပဲတအင်းအင်းညီးနေတတ်တယ်။အသက်86နှစ်ရွယ်မောင်လုံးမွေးအကြီးကတော့အဲ့ရဲထဲလဲလိုက်ပြန်နလန်ထလိုက်နဲ့ပတ်ချလဲနေတယ်။သူတို့သုံးစလုံးဟာ မောင်လုံးမွေးရဲ့ဆွေမျိုးရင်းတွေဖြစ်တယ်။အများမှတ်ချက်ရဆိုရင်တော့ကံမကောင်းတဲ့တက်ကြီးရွယ်ဦးတွေပေါ့။မောင်လုံးမွေးဟာ ကိုဇာတိရွာကိုရောက်ခိုင်ကိုအုံကြီးဖာကြီးနဲ့အကြီးအရင်တွေကို တွေ့ဆုံခဲ့တယ်။တီတော့မှာကွာလို့အုံကြီးကပြောတယ်။ပြုစုရတဲ့သူတွေဒုက္ခများပါပြီကွာလို့ဖာကြီးကဆိုတယ်။သူတို့တွေလည်းကံကောင်းကျင်မှာပဲလို့မောင်လုံးမွေးတွေးမိတယ်။မောင်လုံးမွေးဟာကံမကောင်းတဲ့သူတို့ကိုနှုတ်ဆက်ပြီးပြန်ခဲ့တယ်။အပြန်မှာစစ်ရှောင်းစကန်နှစ်ခုကိုဝယ်။ပညာရေးကိစ္စဆောင်ရွက်ရင်းဆေးဖွဲ့တစ်ခုကအကူအညီတောင်းလို့စစ်ရှောင်းစကန်ကတက်ကြီးရွယ်အိုစင်းကိုတောင်းခံခဲ့တယ်။ ရာသီဥတုကမိုးရွာပြီးမှစတိုးနဲ့ပူလောင်နေတယ်။တကြီးရွယ်ကိုစင်းဆာရွက်ကိုကြည့်ရင်ဒီထဲမှာကံကောင်းကျင်သူတွေဗဏ္ဍယောင်များပါမလဲဆိုတဲ့အတွေးကဝင်လာတယ်။ရုတ်တရက်ဆုံးပါသွားတာဟာကံကောင်းခြင်းလို့မောင်လူဝေးလက်မခံခြင်းပါ။ဘဝတစ်ခုချင်းစီဟာသူ့တံပိုးနဲ့သူရှိနေတယ်။စစ်အာဏာရှင်ကြောင့်ဘဝတံပိုးတွေပျက်စီးခဲ့ရတယ်။ပညာမတက်မြောက်ရင်ဘဝတံပိုးတွေဆက်လက်ရော့ကျပျက်စီးဖို့ရှိနေတယ်။မျိုးဆက်သစ်တွေကံကောင်းမကောင်းဆိုတာ မောင်လုံမွေးတို့သူတို့ကိုပညာဘလောက်တက်အောင်သင်ပေးနိုင်မလဲဆိုတဲ့အပေါ်မူတည်နေတယ်လို့မောင်လုံမွေးယုံကြည်မိပါတယ်ခင်ဗျာမောင်လုံမွေး